morning မှာအခုကတော့ Kuala Lumpur ဘာလို့ဆိုရဲတောင်းဝန်ရောက်နေတာပေါ့နော်ဒီတောင်းဝန်အတူကောင်းနေနဲ့ KKB လို့လည်းခေါ်တယ်ဒီနေ့မခမ်လို့ကတော့ဒါ Fraser Hill ကိုသွားမလို့ပါအဲ့မှာ camping train နဲ့ဟိုဒီဒီရှောက်လဲမလို့ပေါ့နော်အဲ့ဒါနဲ့တောင်းဝန်မတက်ခင်လေးဒီဒီ KKB မှာမနက်စာလာစားတာပေါ့နော်အခုမနက်စာတစားလာအောင်တော့ရဒါတော့ဒီနေ့မှာထားတာလေးပါ ဒါတော့ဝန်တမ်မီကိုခေါ်ရဲဒါမလေးရှားမှာအရင်နာမည်ကြီးရဲ့တရုတ်စားစားပေါ့နော်ဒါကကြတော့အုံနိုခောက်ဆဲကာရီမီဒါကကြတော့ခရစ်ပတ်ယီမီယီမီစုပေါ့နော်ဒါရီရမ်ဆိုဒါကကြတော့ပမ်မီဟီဒါမူခမ်းလို့ဆိုင်မှာလည်းရောင်းနေပေါ့နော်ဒါကကြတော့ပေါင်မောင်း ခုကတော့ KKV တောင်းရဲ့ဒါနိုင်ရဲ့ဆေးပကြီးလမ်းကြောင်ရောက်နေပါတော့เนาะ so မခောင်းတဲ့သူလိုက်ကြည့်ကြအောင် ောင်းကနေစငါမနဲ့လောက်မောင်းပြီးဒီဆွန်ဂိုင်းဆလိုင်းတော့ဒဲမိုဟိုလမ်းကြုံတယ်ဗောနော်အဲ့ဒီမှာပုံလေးတွေပါတယ်ဆင်းရိုက်လို့ရတယ်ဒါဖေဆွေးဟေးမသွားခင်ဗောနော်အဲ့ကြောင့်ဒီမှာဒီနေ့ပုံလေးဆင်းရိုက်တယ်ပြီးရင်ဆဲရလေးလာတယ်ဗောနော်ပြီးရင်ဒီမှာအရန်အေးချမ်းပြီးတော့လေးตายရတယ်ဆိုတကယ်လို့ဒီ freezer hill လာခဲ့မယ်ဆိုရင်ဒီဆယ်မှာလည်းရက်ပြီးတော့တမုံလေးပါလေးရိုက်ဖို့အမင်းနဲ့ပေါ့နော် ကဲခုရမခမ်းလို့ freezer ဟေကိုရောက်ပါပြီဒီကိုရောက်ရောက်ချင်းမှာပဲဒီမှာမြောက်တွေအများကြီးတွေ့ရပေါ့နော်ဒါပုတ်ပါမြောက်မီးရှိနေသူတွေမြောက်တွေကသူကအဖြူရောင်နဲ့ gray color ရောထားပါပေါ့နော်မြောက်တွေအသီးစားနေရဒီမှာအများကြီးပဲချစ်ချရလေးတွေကဲဒီတီးရပါအသီးလဲတော့မသိဘူးဒါပေမဲ့ဟိုပန်းလားအသီးလားတော့မသိခွဲပေါ့နော်ဒါပေမဲ့မြောက်တွေကတော့အားရပါရသည်ဒီကိုစားနေပါတယ် ကျအခု phrase ဟေးကိုရောက်ရင်ပထမဆုံးလုတ်ဖြစ်တဲ့ရာဒီနိုင်စင်မှာတပ်ပုံလာရိုက်တာပေါ့နော်ဒီနိုင်စင်ဟာဆိုရင် phrase ဟေးရဲ့ landmark ဖြစ်ပြီးတော့ဒါရောက်တဲ့သူတိုင်းဒီမှာတပ်ပုံလာရိုက်ကြတယ်ပေါ့နော်အရန်လဲလှပါတယ်အကြောင်းမလို့ကိုလည်းတပ်ပုံတပ်ပုံလာရိုက်တယ်ပေါ့နော်ပြီးရင်ဒီ phrase ဟေးမှာ of course လည်းရှိပါတယ်အာမခဝါရောဒီကောက်ရိုက်တာတင်ပြီးမှပဲနောက်ခောက်ကြရင် of fly ရိုက်ဖို့စဉ်းစားထားပါတယ်အခုကတော့ဒါဟိုဒီဒီအရင်ရှောက်ကြည့်မယ်ပေါ့နော် ပြီးရင် golf course ရဲ့ဘေးမှာ fontel တခုရှိပါတယ်ဒီနေရာမှာလည်း freezer ဟေးရောက်တဲ့သူတိုင်းတပ်ပုံလာရိုက်ကြတယ်ပေါ့နော်အဲကြောင့်မလို့ကိုလည်းဒီမှာအမတ်တရလေးတခုဖြစ်အောင်တပ်ပုံလေးတပုံရိုက်ခဲ့ပါတယ်ပြင်းတော့ဒါဟိုဟိုတီတီရှောက်လဲมาပေါ့ဒီကအဆောက်အဦးတွေဟာကျတော့ဒါ British ဒီမလေးရှားကိုအုပ်ချုပ်တော့ငါဆောက်လုပ်ခဲ့တာဆိုတော့သူ့ရဲ့တိဆောက်ပုံတွေကနည်းနည်းတော့ထူးဆန်းတယ်ပေါ့နော် သူ့ရဲ့အဆောက်အုံတွေအားလုံးဒီပါဒီကြောက်ပြားလေးတွေနဲ့စီပြီးတော့တိဆောက်ထားတာမလို့ဒါအရန်ရုံမှလရတယ်ပေါ့နော် နိုင်ရှင်သဝိုက်မှာလဲပြီးသွားပြီဆိုတော့အခု မုခမ်လိုမြင်စည်းလို့ရတဲ့တဖက်တော့ကိုဆက်သွားနေပါတယ်။နိုင်စင်နဲ့တဖက်တော့ကိုလာဖို့ဆိုရင်တော့ဒါကက9မိနစ်လောက်တော့မောင်းရတယ်ပေါ့နော်။နည်းနည်းတော့လမ်းတာပေါ့နော်။လမ်းလျှောက်မယ်ဆိုရင်တော့ Okay ဒီတဖက်တော့မှာခါကျတော့ဘာတွေရှိလဲဆိုတော့သူကများပြစ်လို့ရတယ်အထဲမှာပြီးရင်မြင်စည်းလို့ရတယ်ပြီးရင်အလားတပုံတွေရိုက်ဖို့ဒါတရေအိမ်တွေပန်းခင်းလေးလည်းရှိရပေါ့နော်။အဲ့ဒါကြောင့်မလို့ဒီတနေရာမှာတင်းမျိုးစုံလုပ်လို့ရတာပေါ့နော်။ ော်မခမ်းတော့တော့အခုဒီဟိုမြင်စီလို့ရတဲ့နေရာမှာဒါမြင်းကောင်းနဲ့တပ်ပုံရိုက်နေပါတယ်မြင်းကောင်းနဲ့တပ်ပုံရိုက်ပြီးသွားပြီးဆိုရင်တော့ဒါမခမ်းလို့မြင်းစီဖို့စဉ်းစားထားပါတယ်မြင်းစီပြီးသွားရင် များလဲမပြစ်ဘူးတော့မများပြစ်ဖို့လဲစဉ်းစားထားပါတယ်အဲကြောင့်မလို့ဆက်ပြီးတော့ကြည့်ပြပါအောင်နော် ် Fraser Hill က activity မျိုးစုံလုပ်လို့ရတဲ့အပြင်ရာသီဥတုကလည်းအရင်အေးမြပြီးပေါ့နော် KNS ဆိုရင်လည်းဒါတနိုင်ခွဲလောက်ပဲကားစီးရတာမလို့ဒါအရင်ဟိုလာတဲ့နေရာလေးပေါ့နော်တတော်များများကနေရာကိုတိတ်ပြီးတော့မလာကြဘူးပေါ့နော်မုခမ်းလည်းမလေးရှားမှာဆယ်နှစ်လောက်ကြာပြီဆိုပေမဲ့ဒီနေရာကိုပထမဆုံးအကြိမ်ဒါလာဖြစ်တာပေါ့နော်အာတကယ်ရောက်လာတော့ဒါမဆိုးပေါ့နော်လေပတ်စရာတွေကလည်းအများကြီးပဲပြီးရင်ရာသီဥတုကလည်း ဲ့အေးမြတော့တာဟိုစိတ်အပန်းဖြစ်စီမှာ အမှန်ပဲပေါ့နော်โอเคမူခမ်းတော့အခုခုနပြောခဲ့တဲ့အတိုင်းမြင်းစီးကြည့်မယ်ပေါ့နော်မြင်းစီးတာတော့လူကြီးဆိုရင်30ပေးရပါတယ်ကလေးဆိုရင်တော့10ချက်ပေါ့နော် ပတ်တာတော့သူကဒီကွင်းကိုတကွင်းပတ်ပေးပါတယ်။ဒါမြင်းစီကြောက်တဲ့လူတွေအတွက်လည်းစိတ်ပူစရာမလိုဘူးပေါ့နော်။မြင်းကဖြည်းဖြည်းလေးပဲသွားတာပေါ့နော်။မြင်းကအမြန်ကြီးခုံတော့မဟုတ်တော့တာအေးအေးစိစိလေးနဲ့စိမ်ပြင်းတဲ့ပြေးစီလို့ရတယ်ပေါ့နော်။ခေမြင်းကလည်းစီပြီးသွားပြီဆိုရင်တော့အခုမြတ်ပြတဲ့နေရာကိုပြန်ပြီးသွားပါမယ်။မြတ်ပြတဲ့နေရာလည်းဒီတဖက်တော့အဲထဲမှာပဲရှိရပါတော့။မြတ် မပြတ်တတ်မှာရောမစိုးရိမ်ပါနဲ့ဒီကဦးလေးကြီးကမြပြစ်နေကိုတင်ပြရပါတော့ကိုရီလည်းတခါမှမပြတ်တတ်ဘူးဒါပေမဲ့သူကအဆအဆုံးစိတ်ရှိရှိလေးနဲ့တင်ပြတော့ကိုရီကအောင်ပြစ်မှတ်ကိုတော့မထီဘူးပေါ့နော်ဆောက်တလွဲပြစ်တာဆိုတော့လေဒါပေမဲ့ဘလို့ပဲဖြစ်ပျော်စရာကောင်းခဲ့ပါတယ်အဲကြောင့်မလို့ freezer hair ရောက်ရင်ဒါလား try ကြည့်ပါနော် โอเค freezer ဟဲမှာလေပတ်စရာတွေအများကြီးရှိတဲ့ပြင် activity တွေလည်းမျိုးစုံလုပ်လို့ရပြီးတော့ဒါ camping လုပ်လို့ ပြရတဲ့နေရာလေးလည်းရှိပါသေးတယ်။ဒါကင်ပင်းလုပ်လို့ရတဲ့နေရာမှာဆိုရင်ကားကင်ပင်းနဲ့ဒါရိုးရိုးတန်ထိုးပြီးတော့အဲ့တဲ့နေရာတွေဆိုရင်လည်းအများကြီးရှိရပါတော့။အဲကြောင့်မလို့မခမ်းလို့ကလည်းဒီနေ့ဒီမှာဟိုကားထိုးပြီးတော့ဒါနေ့လည်စားလေး grind ချက်စားပါမယ်။ဘို့ဆိုရင်မိုးကလည်းအေးနေတော့လေမိုးအေးတော့ဒါခောက်ဆဲပြုတ်လေးပြုတ်စားမယ်ပေါ့နော်။တကယ်ချင်းနေနဲ့ပြပြပါပါ။အဲကြောင့်မလို့ဒီမှာကားရက်ပြီးတော့ဒါခောက်ဆဲလေးပြုတ်စားပါမယ်။ thank uh you -huh. နေ့လည်းစားစားပြီးတော့ဒီ Alan Walter ကိုလာတယ်ပေါ့နော်။ဒါပေမဲ့ကံမကောင်းချင်တော့သူတို့ရဲ့ပြိထိုင်းနဲ့သူတို့ကိတ်ကပိတ်ထားတော့ဝင်လို့မရပါဘူး။ဒီမှာကအထဲမှာရေကန်ရှိပြီးတော့အမလေးလေးတွေစီးလို့ရတယ်ပေါ့နော်။ဒါပေမဲ့ဒီနေ့တော့မစီးရတော့ပါဘူး။ အာနောက်တစ်ခုခါကျတော့အဲ့ရဲ့ဘေးမှာ story channel တစ်ခုရှိရပါတော့ဝင်ကြည့်ရတော့ free ပါဒီ story channel မှာကိုယ်တိုင်ခူးပြီးတော့ဒါဝယ်လို့ရတယ်ပေါ့နော် story အပြင်တခြားသောဒါအသီးနှံတွေလည်းအများကြီးရှိရပါတော့ဒါကစုံဦးတွေဒီ site ခြံကထွက်တဲ့အသီးနှံတွေပေါ့နော်ပြီးရင်ဒီအရွက်တွေလည်းကိုယ်တိုင်နှုတ်ပြီးတော့ဝယ်လို့ရတယ်အမ်ပြီးရင် story တီးချိန်နဲ့မတိုးတော့ story တီးတော့မရှိဘူးဒါမဲ့မခမ်းတို့ကဟိုပန်းပင်တွေစိုက်ပျိုးပင်တွေကိုကြည့်ရင်လည်းပဲပြန်လာခဲ့တယ်ပေါ့နော် နောက်ပြီးမောခမ်းမှာတောင်တက်တာဝါဒနာပါလဲသူဆိုတော့ဒီ Fraser Hill မှာရှိတဲ့ဒါ Pine Tree Tree Hill ကိုလာကြည့်ရပေါ့နော်ဒါနောက်တစ်ခါကြာရင်လာတက်ဖို့စိတ်ကူးထားရပေါ့နော် โอเคဒီနေ့ဗီဒီယိုတွေကတော့ဒီလောက်ပါပဲမခမလို့ now seven like ရှိစမှာမခမလို့ပြန်တွေ့ကြမယ်เนาะနောက်ပြီးတော့တရင်ချင်းတွေလည်းတကယ်လို့အားတယ်ဆိုရင်ဒီ freezer here မှာလာလေဖို့အကြံပေးပါစေသူက KL နဲ့လည်းနှီးတော့ဒါအရန်ဟိုမှာအဆင်ပြေတယ်ဗောနော်အကြောင်းမလို့လာလေဖို့အကြံပေးစမှာတယ်အားလုံးကိုတတ်တာ